ပွေးကတော့ပြီးပြီဆိုတော့ကျွန်တော်တို့ fire dragon နဲ့အားပြစ်လိုက်အောင်ပေါ့ဗျာအဲလူကလေးကောင်းနေကြိုက်ပြီးတော့စင်မပြေဘူးဖြစ်နေတယ်ဆိုတော့အားလုံးမင်္ဂလာပါ man u channel ကနေအားလုံးကြိုဆိုပါတယ် manchester united အသင်းကကိုကြီး ultra bo premier လေးပွေးစဉ်ခုနှစ်ဆန်နယ်လေးကိုပေါ့ဗျာကျွန်တော်2စီးနဲ့နိုင်ခဲ့တဲ့အသင်းအတွက် dia ဒီမှာဆိုရင် am နဲ့အတွက် clean sheet လေးရခဲ့တယ်ပြီးလို့ချင်းကျွန်တော်တို့9ပွေး3ပွေးမြောက်ကိုပေါ်ဆောင်နိုင်ခဲ့တာပေါ့ဗျာ ဒီနေ့နိုင်ပွဲကျွန်တော်ရရှိခဲ့တဲ့အတွက်ယာယီအဆင့်ရှင်းမှာကျွန်တော်ရက်တင်နေတယ်အဆင့်ကိုမှာကကျွန်တော်ရှက်စီပေါ့ဗျာပြီးလို့ချင်းကျွန်တော်အေဗရင်တို့ဘာလို့ရှိတယ်ဆိုတော့အာဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပွေးပြီးတုန်တဲ့ချက်အနေနဲ့ဆွေးနွေးတော့အောင်ပေါ့ဗျာဘာဖြစ်လို့ဆိုတော့ဒီနေ့မှာဆိုရင်ကျွန်တော်တို့တတော်ကိုပြောစရာတွေအများကြီးရှိခဲ့တယ်အထူးသဖြင့် Emory ရဲ့နေစင်းနေပဲ view ရတယ်အော်သူရဲ့ဒီပွေးထုတ်လာတဲ့လူစင်းနောက်ပြီးတော့ တကယ်ကိုတီးကြမှန်ကန်တဲ့အပြောင်းရွှေ့အနေထားတွေပေါ့ဗျာလူထုတ်လာတဲ့နေရာမှန်မှုတွေကတထုတ်ကိုအာရကျင်းနေစရာရှိခဲ့ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီလူမျိုးမဟုတ်ရင်လေသူ့အတွက်အဆင်မပြေတော့ဘူးဒီနေ့ပွေးစဉ်ကတကယ်လို့ရလက်တဲ့စူပေါ်ခင်မယ်ဆိုရင်သူ့ရဲ့နောက်ဆုံးနေပြား အာကင်ပြရမယ့်ပွေးစဉ်လို့ကျွန်တော်ပြောလို့ရတယ်တိုးတော်ညာလဲနိုင်ပွေးရောကစားပုံရောအဖက်ဖက်ကကောင်းမွန်ခဲ့တဲ့အတွက်ဒီရဒီမှာသုံးပွေးမြောက်နိုင်ပွေးကိုဖော်ဆောင်နိုင်ခဲ့တဲ့ပွေးပွေးသုံးသက်ချက်နဲ့ကျွန်တော်ဆွေးနွေးသွားရအောင်လူကခေါင်းတွေကိုက်နေတဲ့အတွက်အများကြီးမပြောရှင်တော့ဘူးဆိုတော့ပထမအောင်ဆုံးပေါ့ဗျာကျွန်တော်ဒီမက်ရှက်ဆောင်နေတဲ့ဒီနေပြအမရင်ကဒီနေ့ပွေးစီမှာဆိုရင်ဘရဖုန်းနဲ့ပွေးစီတုန်းကလိုမျိုးမဟုတ်ပဲအပြောင်းလေး900လောက်ထိကျွန်တော်လှုပ်လာတာတွေ့ရပါတယ်ကုသမနေရာမှာဆိုရင်ပြိတ္တတဲ့မြင်ရှင်တဲ့အထူးသဖြင့် ပရိသတ်တွေမြင်ရှင်တာတဲ့ကိုအတင်းရေးအီကိုသမနေရမှာ PKD ပွေးစီဒီမှာဆိုပရင်တာတို့ဒူရဆက်ကျွန်တော်အသုံးပြုခဲ့တယ်ဆန်နီလဲမတို့မရောက်သေးခင်မှာဆိုရင်လည်းပဲအိုနာနာတို့တကိကိုတိုင်ပေးတဲ့ကစားသမားတွေကိုသမားတွေကိုထိထိအသုံးပြုခဲ့တယ်အခုတရားဒီမှာဆိုရင်လည်းပဲယာတီပိတ်ခါနီကပြောင်းရွှေ့အနေထားတခုမှဆိုဆန်နီလဲမကိုဈေးနေနေနဲ့ကျွန်တော်ခေါ်ယူနိုင်ခဲ့တယ်ဒါကအတင်းရေးလိုအပ်တဲ့ကိုသမားနေရမှာအမေကန်စုကိုခေါ်ယူလိုက်ခြင်းလို့ရှိနေတာပေါ့ဗျာအမွေကသူကြိုက်လာပါကြဲဆိုတဲ့ကစားသမားတွေကိုရွေးပြီးတော့ပွေးတော့ခဲ့တယ် တိုးတော့ဒီနေ့ပွဲစီမှာအခုနောက်ပြောသလိုပဲ9နေရာလောက်ကြီးကျွန်တော်လှုပ်လာတာရှိခဲ့တယ်ကိုသမကွင်းလင်နံပါတ်10ဒါကအမ်မိုရယ်အတွက်တကိကိုနေစင်းဒီပိုင်းဖြူကအခင်းချင်းကောင်းတယ်လို့ကျွန်တော်ဆိုလို့ရတယ်အယူနိုက်တက်တီဒီနေ့ပွဲစီမှာကစားခဲ့တဲ့အနေထားရဆိုရင်အောက်လောက်ပေါ်စီရှင်နဲ့ကျွန်တော်ကစားလာတာတွေ့ရတယ်ဒါကလည်းပဲမှန်ကန်တဲ့ကစားကွင်းလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ပွဲထုတ်လို့ရှင်အနေထားကိုကျွန်တော်ကြည်လို့ချင်းကိုသမနေမှာစနေလဲမဲ့ တကယ့်ကိုကောင်းပါတယ်စန္ဒလေအတင်ကဂိုးဝင်နိုင်လောက်တဲ့နှလုံးကိုကာကွယ်နိုင်ခဲ့တာနော်ပွေဦးတဲ့ကလင်းရှင်ရခဲ့တဲ့အာကျွန်တော်တို့ဆန်နေလဲမဲ့အတွက်အမိုရဲရဲ့ယုံကြည်မှုလေးပုံမူပြီးတော့ခိုင်မာကိုဖယ်တိနိုင်ခဲ့တယ်လို့ကျွန်တော်ဆိုလို့ရတယ်နောက်တဲ့သုံးယောက်ကိုကြားလို့ချင်းအတွေးညီနာပါတယ်ဆိုတဲ့ကစားသမားသုံးဦးပေါ့ဗျာကျွန်တော်တို့ဒီလူရှော့ရဲ့ပြီးလို့ချင်းဒီလေးတင်နေယူ လီနီယူပေါင်းဝင်လာပြီဆိုရင်တစ်ဖက်တိုက်စင်ဆင်လာမှုကိုဟန်တာနိုင်တယ်ပြီးလို့ချင်းကျွန်တော်မန်ချက်စတာအနေနဲ့တင်းရင်ကစားသမားတွေဖြစ်တဲ့ကွင်းလင်တို့နဲ့ပဲတန်တို့တို့အထောင်နေရာတွေကိုဥဆောင်ပြီးတော့ဖန်တီးပေးနိုင်တယ်ကျွန်တော်တွေ့ရတယ်ဆိုတော့ကွင်းလင်လေးရမှဆိုရင်လည်းထွန်းလေးလကောက်မှာပဲအပြောင်းလဲအနေနဲ့ကျွန်တော်ဘေးဖက်အချမ်းကပက်ထရစ်တို့ကိုအနာပေးပြီးတော့ဒီကိုဓာတ်တော့ဓာတ်လို့ရနေရာကချင်းချင်းပြောလို့ချင်းအဲ့ဒီကွင်းလင်ဘေးဖက်အချမ်းဒါမှမဟုတ်ကျွန်တော်တို့မှာဒီယေရှုခင်မရှိတဲ့လူစင်းတွေ ပြီးလို့ချင်းအတုံးမပြူနိုင်သေးတဲ့ကစားသမားတွေကြီးတွေအတွက်ဒါလို့တို့ကျွန်တော်ညာဘက်အချက်မှပို့ထားခဲ့ရတာပေါ့ဗျာညာဘက်အချက်မှဆိုရင်ဒီနေ့မှကျွန်တော်တို့တွေ့ရတဲ့ပုံစံအရဆိုရင်အာမက်ဒီယာလိုချေပွေးစီတွေမှာဆိုရင်အာမက်ဒီယာလိုနဲ့နေဗတန်ရောကဘရိုင်းအန်ဘူမူတို့ကအတွေးမညီဘူးလို့ပြောလို့ရတယ်တရားမှာကျွန်တော်80ရာခိုင်နှုန်းလောက်60ရာခိုင်နှုန်းလောက်ကလွေချစ်တွေရှိနေခဲ့တယ်တိုးတော့ဒီနေ့ပွေးကြီးမှာကျွန်တော်တို့မက်ရှစ်စာအောင်နေတဲ့အသင်းပထမပိုင်းညာဘက်အချင်းကနေပြီးတော့အတိုးလှုပ်ထိုးပေါင်းမှုနဲ့ ပထမအကိုဆိုရင်လည်းပဲအာမက်ဒီယာလိုတို့ဘရိုင်ယန်အမ်ဘူမယမကဆွေးရင်ပြီးတော့ဖန်တီပေးလိုက်လို့မစ်ဆယ်မော့ကတွင်းခဲ့တယ်။မောက်ဆိုရင်လည်းဒီနေ့အနေထားရှေ့ရာသီတဲ့တရဲဆက်ကျွန်တော်တို့ဝေဖန်နေတဲ့ကစားသမားဆေးဆိုနေတဲ့ကစားသမားဒါပေမဲ့ပါစားသမားတို့ရဲ့မစ်ဆယ်မော့ကဒီနေ့ပွဲတော်တော်ကောင်းတယ်။ကျွန်တော်နေပဲတန်ရောကသူ့ပူဇံအတိုင်းပဲဖန်တီမှုပေးမယ်။တစ်ဖက်အသင်းကိုချင်းချောင်းမယ်။အရိယာပုတ်သေးဆွေးဝင်ပြီးတော့အလုရှုပ်စေနိုင်တဲ့ကစားသမားတယောက်လို့ကျွန်တော်ဆိုလို့ရတယ်။ဒါကြောင့် မောက်အောင်နေတူတူကောင်းပါလေဆိုတော့ကိုရီအသင်းနေတော့ဗျာဒီနေ့ပွေးစားပြီဆိုတာနဲ့ပဲတဖက်အသင်းကိုချင်းချောင်းမှုတွေတွေ့ဆက်ပြုလုပ်ခဲ့တယ်ပထမပိုင်းကျော်တော့နကိုရတယ်7မိနစ်မှတကိုရယ်ပြီးလို့ချင်းကျော်30မိနစ်မှတကိုပဲကျွန်မစစကိုအနေနဲ့ဒါနကိုမြောက်ပြီးခဲ့တဲ့ဘရေဖုန်းနဲ့ပွေးစီမှတကိုအတွင်းနဲ့အခုဒီနေ့ပွေးစီမှထက်တကိုအတွင်းနဲ့ပြီးလို့ချင်းမေဆန်မကတကိုပေါ့ဗျာဆိုတော့ ကိုသိန်းဖို့ဗျဘောလုံးပိုင်ဆိုင်မှုကိုကြားလို့ချင်း50နှစ်ရခိုင်လူရတဲ့တစ်ဖက်အသင်းက40ချင်းကိုပေါက်ကဲသိမှုကျွန်တော်အသင်းက6ချင်းနဲ့သူတို့အသင်းက4ချင်းကိုပေါက်တင်မှုကကျွန်တော်အသင်းက5ချင်းသူတို့အသင်းက2ချင်းပေါ့ဗျဒါဒီမက်ချက်စာအောင်နေတဲ့အသင်းညာဖက်အချင်းကကျွန်တော်ဖန်တီးပေးမှုတဲ့အဲ့ဒီညာဖက်အချင်းကပဲဥဆောင်ပြီးတော့ကျွန်တော်လုံနိုင်ခဲ့တဲ့အနေအထားတစ်ဖက်ကျွန်တော်စန်တလန်ကဘေဘက်ကိုအားတယ်ပြီးတော့ဘေဘက်အချင်းကနေပြီးတော့ယူနိုက်တက်အသင်းကိုအမြင်ပေါ်တဲ့လောင်းပေါ်တဲ့နောက်တစ်ချက် သူတို့တည်းရဲ့အာတန်တဲ့ပြပချက်မှာကစားသမားတွေခြေတွေအတွက်ကျွန်တော်တို့ယူနေတဲ့အသင်းကိုနင်းနေတဲ့ဒုက္ခပေးနေတယ်ကျွန်တော်တို့တွေ့ခဲ့ရတယ်။ယူနေတဲ့အသင်းကပွေးစားပြီဆိုတာနဲ့တိုက်စစ်ဖွင့်ကစားလာကျွန်တော်တို့တွေ့ရတယ်။ဒါ MO ရဲ့အတွက်လုံးဝအခြေကြီးလာပါတယ်ဆိုတော့ပွေးမှာတကယ့်ကိုမှန်ကန်တယ်လို့ကျွန်တော်တို့ပြောလို့ရခဲ့တယ်။ဘာကြောင့်လဲဆိုရင် နေပြရာထူးအတွက်ဒီနေ့ပွေးစဉ်ကရလက်တဲ့ဆိုဝါခင်မေဆိုရင်ထုတ်ပေဖို့အဆုံးပြတ်ပေးမယ်ပွေးစဉ်တွေပွေးတကယ့်ကိုသူ့အနေနဲ့အသက်ရှင်ချောင်ခဲ့ပြီးတော့ ဖီယာပရက်ရှာတွေရောချခဲ့တယ်ကျွန်တော်ဒီနေ့ပွဲစဉ်ပြီးပြီဆိုတာနဲ့ international break ကိုနားမယ်ပြီးလို့ချင်းလီဗာပူးနဲ့အဝေးခွင့်ရင်ဆိုင်ရမယ်ဒီလိုအနေအထားတစ်ခုမှာဆိုရင်အနိုင်နဲ့ပိုင်းခဲ့တဲ့အတွက်တတော်ကိုကျွန်တော်ဒီအဆင်ပြေခဲ့တယ်လို့ဆိုရမှာပါဗျာတစ်ဖက်အသင်းကပါဗျာကျွန်တော်၄မိနစ်မှာကြောက်ပွဲတွေကနေအခွင့်အရေးတွေသူတို့အသင်းနဲ့ရှာပွေပြီးတော့ United အသင်းကိုထိုက်တက်တော့ဒုက္ခပေးနိုင်မှုကျွန်တော်တွေ့ရတယ်ရလေတင်ကခုနပြောသလိုပဲ10မိနစ်မှတကိုးသွင်းတယ်ဒါက ကျွန်တော် Brian အမူမူရဲ့အရေးပါမှု Brian အမူမူရဲ့တဖက်ကစားသမားနဲ့တူကြီးကြော်ဖြစ်တဲ့နေရာတော့ဟုတ်တယ်မလားအတိုးလှုပ်ယုံဝပြေရာစားတဲ့အဖက်ဘက်ကပြေးစုံလို့နေစားသမားတယောက်ဖြစ်တဲ့အတွက်ချွင်းချင်းမရှိပါဘူးအမူမူရဲ့ကျွန်တော်တို့ကစားပုံကပြီးခဲ့တဲ့ Brave မှာရှိစီလုံကလည်းပဲ Brian အမူမူကဒီတိုင်းကစားခဲ့တာပဲအဲဆိုတော့ ိုသိင်္ဂါပါဗျာလုတ်တိလုတ်ထိုက်တဲ့အပြောင်းရွှေ့တဲ့လုတ်တိလုတ်ထိုက်တဲ့လူစင်းတဲ့လုတ်တိလုတ်ထိုက်တဲ့နေပြူဟာကိုအမ်မရယ်ကတကယ်ကိုအလုံးလုံးနိုင်ခဲ့တဲ့အနေအထားမှာကျွန်တော်ရှိခဲ့တယ်ဆိုတော့အဘရန်အဲဘုံကိုကျွန်တော်ဖြစ်တင်ပေးလိုက်တဲ့အနေအထားတစ်ခုမှာကျွန်တော်အတင်းရဲ့တောင်ပဲကစားသမားနေပဲတဲရုံကစားသမားတယောက်ဖြစ်တဲ့မေဆန်မောက်ကိုဂရီဂျူလင်းရှိပါဘာလို့ဆိုတော့ကျွန်တော်တို့ဂျာတီတီတိုင်းမှာဝေဖယ်ခံနေတဲ့ကစားသမားအကိုအတွင်းနဲ့တကယ်လေးပဲကောင်းပါတယ်တပွေးလုံးလုံးကောင်းတယ်မေဆန်မောက် 30မိနစ်မှကျော်ပြီးကျမစစကူကတကူထက်ရပါတယ်ဒါကဒီကစားသမားရဲ့ဒုတိယမြောက်ကိုလိုအပ်နေပါတယ်ဆိုတော့အဲ့ဒီအထောင်နေရာကိုခေါ်ခဲ့တယ်ဒီနေ့တင်းကစားသမားတွေအဖို့ဒီနေ့ပွေးစီမှာလည်းပဲလိုအပ်ချက်နေနေရှိခဲ့တယ်ဒါပေမဲ့လို့အကောင်းဆုံးကြော်ဖြတ်နိုင်ခဲ့တယ်ကျွန်တော်ဒီတောင်ပယ်နေကွင်းနေတို့ကနေအဓိကကစားသမားတွေအထောင်ကစားသမားတွေကို ပေးပူးမှုပေးပူးမှုနိုင်မှအဲ့ဒီကစားသမားတွေကကိုရရှိမှုကျွန်တော်အများကြီးလှုပ်ဆောင်လို့ရမှာ ဆိုဒီနေ့ပွဲစီမှာလည်းပဲပထမအပိုင်းမှာကျွန်တော်အမေရိကန်ဆုံးလုပြနိုင်ခဲ့တဲ့ဖန်တီပူမူရှိခဲ့တဲ့ကစားသမားတွေကျွန်တော်တွေ့ခဲ့ရတာပေါ့ဗျာညာဘက်အချင်းကနေပဲကျွန်တော်ဥဆောင်နိုင်ခဲ့တာယူနိုက်တက်အသင်းက9ရပြီဆိုတာနဲ့နင်းနေလေးကျွန်တော်ခင်စစ်ကိုအားပေးပြီးကစားခဲ့တယ်ပထမပိုင်းကျွန်တော်ဒူးစင်းနဲ့ပြီးခဲ့တယ်ဆိုတော့ပထမပိုင်းအနေထားကတော့ပေါ့ဗျာချွင်းချက်မကြီးအမေရိကန်ဆုံးလုပြနိုင်ခဲ့တယ်လို့ကျွန်တော်ကတော့ပြောချင်တယ်အမွေလူထောက်လာတဲ့လူစင်းတွေပြီးလို့စင်းကစားခွဲ့ နေ့စဉ်ဒီပိုင်း viewer တွေကကျွန်တော်အောက်လော့ပေါ်စခြင်းတွေကိုလေးတုံးခဲ့တဲ့အတွက်ဒါကလုံးဝပရိသတ်တွေမြင်ရှိတဲ့ကစားွက်တွေပြုလို့ချင်းကျွန်တော်အတင်းရဲ့အနေဓာတွေပေါ့ဗျာထပ်ပြီးတော့အားရတဲ့နေရာကကိုသမားဒီစနေလဲမယ့်အောင်ဆိုရင်မက်ရှစ်ဆောင်နေတဲ့အတင်းရဲ့တတိယနေရာမှာပဲရှိနေမယ်လို့ကျွန်တော်တွေးထားတယ်တကယ်လည်းမင်းအမ်ရယ်ကပြီးခဲ့တဲ့ပွဲစီတွေမှာဆိုရင်စနေလဲမယ့်ကိုခေါ်ထားရတဲ့အတုံးမပြုခဲ့ဘူးသို့တော့ ဒီနေ့ပွဲစီမှာအရေးကြီးလာပါတယ်ဆိုတော့အပိုင်ခွင့်များစွာတွေကနှလုံးကိုကာကွယ်နိုင်ခဲ့တဲ့အတွက်အမ်မိုရယ်ကိုယုံကြည်မှုအများကြီးပိုတိုးစေခဲ့တယ်။နိုင်ငံတကာပွဲစီပြီးပြီဆိုရင်ဆန်နီလဲမန်ကိုအလီဘာဘူးနဲ့ပွဲစီမှာထဲမြင်တွေ့ရမလားဆိုတာပဲစောင့်ကြည့်ရမှာပေါ့။ဆိုတော့ယူနိုက်တက်အသင်းကပေါ့ဗျာ။ ထမပိုင်းမှာတကယ့်ကိုကောင်းမွန်တဲ့အနေအထားတစ်ခုကြောင့်တူးစီနဲ့ကျွန်တော်ဦးဆောင်ကိုနှစ်ခုစလုံးရခဲ့တယ်။ကလင်းချီလေးရခဲ့ပါတယ်ဒီနေ့ပွင့်စဉ်တစ်ပွဲလုံး။ဆိုတော့ဒုတိယပိုင်းမှာတော့တိတ်ပြီးတော့ပြောစရာမလိုပါဘူး။ဘာဖြစ်လို့ဆိုတော့ United တင်ကပွေးစားပြီဆိုတာနဲ့ဟိုဦးဆောင်ကိုထဲရဖို့အတွက်ကျွန်တော်အခွင့်အရေးတွေပုံမှုလုံဆောင်ခဲ့တယ်။တိုးတော်ညာလည်းနောက်ပိုင်းမီနီ90ကျော်လောက်မှဆိုရင်ကျွန်တော်ကစားအနေနဲ့ချပြီးတော့တစ်ဖက်အတင်းရဲ့ဟို high pressing တွေတော်တယ်။ဘလို့ချင်းကောက်တာ attack တွေနဲ့ ကျွန်တော်တို့အားနည်းနေပါဆိုတဲ့အမြင်ပေါ်တွေကိုကောက်ခွေးမှုနဲ့ကျွန်တော်လှုပ်ဆောင်ခဲ့တဲ့တဖက်အသင်းတွေကတော့ရှင်းပါတယ်မက်ရှယ်ဆောင်နဲ့တဲ့အသင်းအမြင်ပေါ်တွေလောင်းပေါ်တွေတောက်ကန်ပေါ်တွေကိုအများအပြားအသုံးချခဲ့တယ်ပေါ့ဗျာမက်ရှယ်ဆောင်နဲ့တဲ့အသင်းကကျွန်တော်တို့ခင်စစ်ကိုအားပြုကစားပြီးဆိုတဲ့နဲ့ကစားချပြီးဆိုကြတဲ့ကနေသူတို့အသင်းဘက်ကတိုက်စစ်ဆင်မှုတွေပရက်ဇင်လုပ်တဲ့နေရာမှာလေဟိုက်ဘရစ်နဲ့ပိုတော်လာတာတွေ့ရတယ်ပြီးလို့ချင်းထိုးပေါမှုတွေကပုံမှုပြီးတော့သူတို့လှုပ်ဆောင်လာတာပေါ့ဗျာ ဆိုတော့တပွေးလုံးမှဆိုရင်ပေါ့ဗျာပထမပိုင်းဒုတိယပိုင်းပထမပိုင်းမှာကျွန်တော်တို့တိုက်စစ်ကိုပိုအားတင်ပြီးတော့ကစားတယ်ညာဘက်အချင်းကနေပြီးတော့ကျွန်တော်တို့ဥဆောင်ခွေတွေရတယ်နှစ်ကိုလုံးလုံးကလည်းအဲ့ဒီညာဘက်အချင်းကပဲရခဲ့တာကစားသမားပြောင်းလေးတွေကျွန်တော်ပြုလုပ်ခဲ့တယ်အဲ့ဒီကွင်းလေတို့နဘတဲရုံတို့ကိုအလေးပြောင်းနေတဲ့ Brian Abu Moro ကိုထုတ်တယ်ပြီးလို့ချင်းမတည့်ရဲ့ကိုညာတို့ဝင်လာခဲ့တယ်ပြီးလို့ချင်းမစ္စမောတို့လိုထက်ထုတ်တာပေါ့ဗျာအကွင်းလေမှာဆိုရင်လည်းထပ်ပြီးတော့ကက်စမီရိုတို့ကိုထုတ်တယ်ဒါဒီအမိုရီယနစ်စင်ဘိုင်းပြူရတယ် ပွေးထုတ်လာတဲ့လူစင်းတွေကစားသမားအလှေပြောင်းသုံးတဲ့နေရာတွေမှာတတို့ကိုမှဲကယ်မှုရှိခဲ့တာဒါပဲဟုတ်တယ်မလားတဖဲတင်းကိုကစားမယ်ဆိုရင်ရှင်းရင်းစင်းနေပြအတိုင်းကိုကျွန်တော်သုံးလို့မရဘူးကျွန်တော်တို့ဗီဒီယိုအတိုင်းမှာပြောပါတယ်အမ်မိုရဲ့နေစင်းနေပိုင်းဗီဒီယိုတွေကိုပြောင်းရင်ပြောင်းမလို့ချင်တော့အမ်မိုရဲ့ကိုကျွန်တော်အတင်းကနေပြောင်းလို့ရမှာဒါဒီမှန်ကန်တဲ့အနေထားလို့ကျွန်တော်ပြောလို့ရတယ်ဒီနေ့ကျွန်တော်ဒူးစင်းနဲ့နိုင်ခဲ့တယ်ယာယီအနေထားမှာကျွန်တော်အစင်းရှိမှရက်တင်နေတဲ့အောက်မှာဆိုရင်ချက်စီတော့ ီလို့ချင်းကျွန်တော်တို့ average လို့ကျွန်တော်တို့ရှိနေတာပေါ့ဗျာဆိုတော့အတင်းကဒီနေ့ပွဲစီနိုင်ပြီးတဲ့အတွက်ဒီရဒီမှာဆိုရင်၃ပွဲမြောက်အနိုင်ရလဲတကူပေါ်ဆောင်ခဲ့ပြီးတော့ကိုသမအပောင်ဝင်အတင်းအတွက်ကျွန်တော်ဂလင်းရှင်းရခဲ့တယ်ဆိုတော့တိတ်ပြီးတော့ကျွန်တော်တို့မန်ချက်စတာနဲ့တင်းကခက်ခဲမှုတွေမရောက်ခဲ့ဘူးပေါ့ဗျာ အာဒုတိယပိုင်းအနေထားမှာဆိုရင်မက်ရှယ်ဆောင်နဲ့တဲ့အသင်းကဘောလုံးပိုင်ဆိုင်မှုကျွန်တော်တို့50ရာခိုင်နှုန်းရတဲ့တစ်ဖက်အသင်းက40ကိုကိုပေါက်ကဲတင်မှုမှာစုစုပေါင်း15ကျင်းချီရခဲ့ပြီးတော့တစ်ဖက်အသင်းက10ကျင်းပေါ့ဗျာကိုပေါက်တင်မှုကကျွန်တော်တို့6ကျင်းအဖက်အသင်းက3ကျင်းပေါ့ဗျာတကူမမွေဘူးပြီးလို့ရှိရင် ကစားပို့ပြီးတော့မြင့်တင်လာတာပေါ့ဗျာဆိုတော့စာသမားတွေကျွန်တော်တို့ United အသင်းကပေါ့ဗျာ19 9ထိုက်တဲ့ပွဲကိုကစားပုံရောနီစင်တပိုင်းဖြူရော ပွေထုတ်လာတဲ့လူစင်ပြိသက်တဲ့မြင်ရှင်တဲ့ဆန်နီလဲမဲတို့ဆန်ဒလာမင်းဒီလူငယ်ကိုသမားလေးတွေကိုလည်းထစ်သည့်အသွုံပြုခဲ့တဲ့အမေကယ်ဆုံးလေးပဲဆန်နီလဲမဲကလူပြနိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့ပြိသက်တဲ့အတွက်သူတို့အတင်းအတွက်အမ်မူရဲအတွက်လုံးဝဒီအသက်ရှူရှောင်ခဲ့တဲ့ပွေးစီတစ်ပွဲကျွန်တော်တို့မန်ချက်စတာအနေနဲ့အတင်းကဘရက်ဖို့နဲ့ပွေးစီမှာရုပ်ပြည့်စီပဲနဲ့၃ခုထိတရီဝဲနဲ့ကျွန်တော်တို့ချုံခဲ့တယ် အဲ့ဒီပွေးစဉ်အနေထားတစ်ခုမှဆိုရင်လည်းပဲကျွန်တော်တင်ကဘာမှောက်ကိုမလုံးနိုင်ခဲ့ဘူးဟုတ်တယ်မလားဒါပေမဲ့ဒီနေ့ပွေးစဉ်မှာပြိသက်တဲ့မြင်ရှိတဲ့ကစားွက်တဲ့အထူးသဖြင့်ပြုထုတ်လာတဲ့အနေထားမှဆိုရင်လည်းကျွန်တော်ဒီကိုသမနေရာမှာရောမိလေတို့နဲ့ပဲတဲရိုတို့အဲ့လိုမျိုးအလေးပြောင်းပြုလုပ်ခဲ့တဲ့အတွက်ထိုက်တင်တဲ့နိုင်ပွဲအမေရိကန်ဆုံးနိုင်ပွဲလို့ကျွန်တော်တို့ပြောချင်တယ်ဆိုတော့သာသမားတို့ဒါကကျွန်တော်တို့မက်ဆေ့ချ်အောင်လေတဲ့အသင်းကိုရဲ့ Ultra မှာဆင်းနေလေကိုပရီးမီးယားလေးပွေးစဉ်ခုနှစ် International ပြိမတိုင်ခင်နောက်ဆုံးကစားခဲ့တဲ့ ပွေးစဉ်ပေါ့ဗျာအနိုင်ရလည်းတခုဖော်ဆောင်နိုင်ခဲ့တဲ့ယာယီအဆင့်ရှိမှကျွန်တော်ရည်တည်နိုင်ခဲ့ပါတယ်ဆိုတော့ဒီနေ့ပွေးစဉ်နဲ့ပတ်သက်ပြီးတော့ညီကိုတို့ရဲ့အမြင်လေးဘယ်လိုရှိလဲဆိုတာဆွေးနွေးပေးကြပါအောင်ယူနိုက်တက်အသင်းကဘယ်လိုနေရာတွေမှာအားနည်းမှုတွေရှိလဲနေပြအမ်မွန်ရဲ့ဒီနေ့ပွေးစဉ်မှာနေစင်းနေပိုင်းပြော်ရတဲ့အခင်ချင်းပွေးထုတ်လာတဲ့လူစင်းအသုံးပြုခဲ့တဲ့ကစားသမားတွေအနေထားတွေကိုလွတ်လပ်စွာကျွန်တော်ရဲ့ comment လေးမှာဝင်ရောက်ရေးသားဆွေးနွေးပေးကြပါအောင်မက်ရှယ်ဆောင်နေတဲ့အသင်းကနိုင်ငံတကာပွေးစဉ်ပြီးပြီဆိုတာနဲ့ လာမယ့်အဝေးခွင့်လီဗာပူးရဲ့အိမ်ခွင့်မှာကျွန်တော်တွားရောက်ကစားမှာပေါ့ဗျာပရီးမီးယားလေးဖွေးစေချစ်တပည့်ကိုတပွေးနှုံကစားရတဲ့ကျွန်တော်တို့မန်ချက်စတာအုံနေတဲ့အသင်းအတွက်ကတော့ကစားသမားတွေဖွေရော အသင်းအတွက်အားရတဲ့နဲ့ပြင်ဆင်မှုအပိုင်းတွေတတော်ကိုလိုလိုရတဲ့အတွက် လာမယ့်ပွေးစဉ်တစ်ခုမှာအမ်မရယ်ရဲ့အနေထားတဲ့ကျွန်တော်ထုတ်ပေးခံရမှုမရှိအောင်အတွက်ဆိုရင်သူကအပြောင်းလဲတွေရောလုံးဝကောင်းမွန်တဲ့အနေထားတွေကိုတွားမောက်ကိုရမှာဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျေးဇူးများတင်ပါတယ်အားလုံးပဲโอเคပါ Te